ဟုတ်လားတရားခွန်အားတက်လာလို့ဝိရိယခွန်အားတက်လာတဲ့သဘောအဲ့တော့ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာတတိယစွာကိုတော်တော်လေးထိထိမိမိပြောထားတဲ့ခါထာလေးတစ်ခုရှိတယ်ပမာဒမပမာဒေနယရဏုတတိပန္တိတောပညာပါတာရမာရောရှာအသောကသောကိနိပဇာပပတ္တောဝဘုမတ်တိတိရောပါလေအဝကတိတဲ့ခါထာလေးအဓိပ္ပာယ်ကဘာပြောတော့ဆိုတော့ ရှရာအချင်းခါ၌ပန္တိတော်ပညာရှိသည်သမာဓမီလျော်ခြင်းကိုအပမဒေနမမိမလျော်ခြင်းဖြင့်အနုရတိအစားထိုးလိုက်နိုင်တယ်တဲ့ဒီကထာလေးကိုအရင်မကြမကြာပြောဖြစ်တယ်ပေါ့နော်ပညာရှိလာတဲ့အခါမှာပညာရှိတဲ့ပုဂ္ဂိုလ်ဟာမိနေတဲ့နေရာမှာမမိတာလေးကိုအစားထိုးလိုက်တယ်တဲ့ဒီအတုံးတုံးလေးကိုလည်းအရင်သဘောကျတယ်အစားထိုးတယ်ဆိုတာလေနောက်ဆိုကြပါစို့တာမန်အဖြစ်ဒီကလာမတို့ဦးဇင်းတို့တွေကမေမေရောရောပေါ်ပေါ်ဆာဆာပဲနေရတာပေါ့နော်အများစုက ြစ်တယ်လို့ပဲနေနေကြတာအဲ့ဒါကိုကတရားဓမ္မတွေကိုနာယူလို့သူတော်ကောင်းတွေနဲ့ပေါင်းရလို့ကိုယ့်ရဲ့အတွေ့အမြင်လေးတွေကတည်လာလို့ဩမိမိရောရောပေါ်ပေါ်ဆန်းဆန်းနေရတာများဟောအချိန်ကုန်လို့အတ္တကြီးလာတယ်ဘာပညာတွေဟိုတော့အနှစ်သာရအချိန်မှလည်းမစည်းပါလားကိုယ့်ကိုနားလေတယ်နားလေလာတဲ့ဒါဉာဏ်ကလေးရှိလာတာဉာဏ်ကလေးရှိလာမိမိရောရောပေါ်ပေါ်ဆန်းဆန်းနေခြင်းဟာဘာမှအကျိုးကျေးဇူးမဖြစ်ထွန်းစေပါလား တတိနဲ့နေမှသာလေတိတင်ပြီးလိုက်တာကိုသိပြီးတော့ဉာဏ်ပညာအရည်အသွေးတက်မှာပါလားလို့ထိုက်တဲ့လောက်သဘောပေါက်လာတယ်ပေါ့အဲ့ဒါမှလို့သဘောပေါက်တာတော့ဆိုတာသူတော်ကောင်းနေနဲ့တွေ့ရလို့ရသော်ဗျာမှုရှိတဲ့သူတော်ကောင်းကြီးတွေဟောပြတဲ့တရားစကားတွေကိုကြားရနာရလို့ဒီလိုအတွေးမှန်လေးရလာတာဒါအခြေခံပညာလေးရလာတာတော့ဒီအတိကလေးရှိလာအဲ့ဒါကိုမြတ်စွာဘုရားကရည်ညွှန်းတာယရန်နုတတိပန္နေတော်တယ်အဲ့ဒါလိုအတိကလေးရှိလာတဲ့ကမှာအဲ့ဒီလိုကဘာလို့တော့သမာဓိ မိလျော်ခြင်းကိုအပမဒိနမမိမလျော်ခြင်းဖြင့်အနုရတိအစားထိုးလိုက်တယ်ဒီအထိပ္ပာယ်လေးကအလွန်ကောင်းတယ်ဒါဒီမိပြီးတော့နေရာကြီးကမကောင်းပါဘူးဒါကြောင့်ဒီမိလာကြီးကိုဖယ်လိုက်မယ်အဲ့လိုနေတဲ့အနေထားမျိုးကြီးကိုမကြိုက်ဘူးပေါ့ဒါကြောင့်မိနေတဲ့နေရာမှာမမိတာလေးကိုအစားထိုးလိုက်တယ်တကယ်တော့မိနေတယ်ဆိုတာကဓလိဇိုးကြီးဓလိဟောင်းကြီးเนาะအကျင့်ဇိုးကြီးအကျင့်ဟောင်းကြီး အကျင့်ကစိုးတော့စိုးတယ်ဒါပေမဲ့သူကဟိုခိုင်ခိုင်မင်းမေးတေကဓမ္မတို့ဦးရင်တို့ကျင့်လာရရောက်တယ်ပေါ့အဲ့ဒီအကျင့်ကြီးနဲ့နေလာတာကြာပြီဆိုတော့သူကစိုးရနေတယ်နော်အကျင့်ကစိုးတယ်ဟောင်းတယ်ဒါပေမဲ့ဘာဖြစ်နေလို့စိုးရနေတယ်ဟုတ်လားအဲ့ဒါသူလည်းမနေတာများတယ်အဲ့ဒါကိုကအတိလေးရှိလာတဲ့အခါကျတော့မှဩဒီလိုနေတာကြီးကောင်းပါဘူးဆိုပြီးတော့တက်နိုင်နေမြတတိလေးထားတယ်တတရားထိုင်နေဆိုတာဒါတတိကိုစိုက်စိတ်မမတ်စူးစူးဆိုင်ဆိုင်ပိတိမမတ်တော်တော်စူးစမ်းတာ တော့ကျန်တဲ့ချိန်လေးမှာလည်းတတိလေးကိုတက်နိုင်နေမြထားရမယ်ပေါ့ဟုတ်လားဘာဖြစ်နေတယ်လဲဆိုတာလေးကိုမှန်မှန်ကန်ကန်အောင်းမေ့နေတဲ့အလေးချင်းရှိရမယ်ဟုတ်လားအဲ့ဒါဘာလို့တာတော့လို့မေ့ရင်မေ့နေတဲ့နေရာမှာမမေ့တာကိုအစာထိုးလိုက်တာတဲ့ကောင်းတဲ့အစာထိုးခြင်းနော်ဒီလိုတော့မကြိုက်ပါဘူးဘာလို့ရေကန်ရင်မှလည်းမရှိဘူးဘာမှလည်းအကျိုးမရှိဘူးဒါကြောင့်ဒီလူနေရာကိုလုံရေကန်ရင်ရှိတဲ့နော်အစွမ်းတတိနဲ့ရှိတဲ့လူနဲ့အစားထိုးလိုက်မယ်ဒါဥမာပြောပြတယ်ဟုတ်လား အဲ့လိုပဲကိုယ်ခန္ဓာမှာလည်းပဲဒီပမာဒဆိုတာကြီးကတော့ဘာမှအကျိုးမရှိဘူးဒါကြောင့်အပမာဒကိုပဲနေရာပေးလိုက်တော့မယ်အပမာဒကိုကြိုးစားပြီးတော့ဒူတော့မယ်လွယ်တော့မလွယ်ဘူးသူကဇေယိုက်ကောင်းနော်ဇေယိုက်တက်ဒါမှလို့အလွန်နှုတ်နေတယ်သူနဲ့နေခဲ့တဲ့အနေထားကနော်အလွန်နေခဲ့တယ်ခက်တယ်ဆိုတာအဲ့ဒါကြောင့်ခက်တယ်တရားအထုတ်ရတာခက်တယ်ဆိုတာအဲ့ဒါပါပဲဒါဦးရင်အမြင်ကိုပြောပြတယ်ဟုတ်ပါဘူးလို့ခက်တယ် အလေးချင်းမရှိလို့ခက်တာအလေးချင်းမရှိလို့ခက်တယ်ခက်လို့မလေးချင်းတော့ဘူးဆိုရင်ဂျာလေးခက်လိခက်သွားမှာနော်ဟုတ်လားအဲ့ဒီခက်တာကိုဟိုခက်ခဲလွန်းလို့ကိုခက်တာမဟုတ်ဘူးငါးညံ့လို့ကိုခက်တာမဟုတ်ဘူးအလေးချင်းရှိရင်အလုံးလုံးလွန်းသွားမှာဆိုတော့အတိမန်လေးနဲ့ကြိုးစားပြီးတော့ဇွဲနဲ့လုံလာနဲ့ဝိရိယနဲ့ဒီအလေးချင်းကိုဆွဲအောင်မြင်အောင်လုပ်မယ်ဆိုရင်ဒါဟာကိုယ့်ရဲ့မူပိုင်အချင်းလေးဖြစ်သွားရင်လွယ်သွားမယ်ပေါ့ဟုတ်လားအဲ့လိုလွယ်သွားပြီဆိုလို့ရှိရင်တော့ဒါတရားဘာဝနာလုပ်ကအလုံးကြုံမွေးစရာကောင်းလာတယ်ပေါ့ ဒါကြောင့်ဦးဇင်းတို့မဟာစီဆိုပြီးပြောတာကြားဘူးတယ်တရားထုတ်ရတယ်ဆိုတာဘာနဲ့တူလို့ဆိုရင်တောင်တက်ရတာနဲ့တူတယ်တဲ့ပထမပိုင်းမှာတောင်တက်တယ်အရန်ပန်းတယ်ဒုတိယပိုင်းမှာတောင်ထက်ရောက်သွားတယ်တော်တော်ကြည်နူးစရာကောင်းတယ်တဲ့ရှုရင်းနေပါလေအများကြီးမြင်ရတယ်ပြီးရင်ပြန်ဆင်းရင်ပြန်ဆင်းရင်လည်းတော်တော်မောတယ်တဲ့ဟုတ်တဘာပြောအောင်ဆိုစဆာရင်ကြိုးစားအထောတဲ့ပိုင်းအရန်ခက်ခဲတယ် နော်အလဲပိုင်းမှာအော်မတည်သေးတာတွေတည်ရတော့ပီတိတွေနဲ့ပတ္တိတွေနဲ့စိတ်ထဲမှာနှိမ့်ချပြီးတော့ကြည်စားတော်တော်ဟုတ်တာတရားတွေတက်ပြီးတော့မလုပ်တဲ့လူတွေနဲ့အရန်တရားဟောနေတယ်သူကဟုတ်လားဟောစားစပြီးတော့တည်မှုတာတွေ့မှုတာဟုတ်လားဒါကကြည်နူးနှစ်သက်စရာအပိုင်းပါအော်ဒီလိုကြည်နူးနေလို့လည်းပဲတရားကဆုံးခန်းတိုင်ရောက်မှာကိုဆက်ပြီးတော့အထောက်အမဆောင်အထောက်တဲ့ခါကျတော့ဘဝရဲ့ဒုက္ခတွေကိုအသေးစိတ်မြင်လာတယ်အော်ကြောက်စရာလန့်စရာရှိပါလားပြန်ဆင်းရပြန်ပြီအဲ့ဒီတောင်ဘဝနေပြီးတော့ ပိုင်းလေးပုံပိုင်းပိုင်းပြီးတော့ပြောတာခန့်ငယ်ကြီးကဒါလေးကိုစိတ်ထဲမှာစိုးရနေတာပေါ့နော်ဒါကြောင့်တရားအထုရတယ်ဆိုတာအဲ့ဒါလေးကိုလည်းသတိထားရမယ်ဟုတ်လားအစာပိုင်းမှာတက်ရတယ်နော်ဒုတိယပိုင်းမှာကြည်နူးရတယ်တတိယပိုင်းမှာချောက်ရတယ်လာကြောက်ရတယ်လာရတယ်ဆိုတာညံနဲ့ရှင်နဲ့ထိလမ်းအလားတကြောက်တာပေါ့ကြောက်တဲ့ကြောက်ထိုက်လို့ကြောက်ရတာဩဒီကလွတ်အောင်လုံးမဒုက္ခအေးမှညံအမြင်ကပို့ပြီးတော့ညံမှသွားတာဒါမျိုးတွေရှိရနော်နည်းနည်းတဲ့ဘောရှိရဟုတ်လားအေးကိုယ်ဥစဉ်မှာပြောနေတာတော့ ဉာဏ်ကလေးရှိလာတဲ့အခါအတိတ်ကလေးရှိလာတဲ့အခါမှာမေ့နေတဲ့နေရာကိုမမေ့တာလေးကိုအစားထိုးလိုက်တယ်တဲ့အဲဒါလေးလုံနိုင်ဖို့ကအဓိကတော့ချက်မေ့တဲ့နေရာမှာမမေ့လေးအစားထိုးမမေ့တာလေးအစားထိုးနိုင်ဖို့ပဲအကုန်လုံးအဆင်ပြေသွားမယ်ဟုတ်လားအဲဒါကအစားထိုးနိုင်အောင်လုပ်ဒါပင်မခလုတ်နော်ပင်မခလုတ်ပဲဒီခလုတ်ကကောင်းကောင်းနှိမ့်နိုင်လို့ရှင်ကျန်တာကနော်ဟိုရောစရောကြီးပြောတာရှိတယ်တော်တော်ကြိုက်တယ်တတိဆိုတာခလုတ်ပဲတဲ့ မိလင်းဖို့တော့ခလုတ်နဲ့ရခလုတ်တော့ရှိရမနှိမ့်ရင်မလဲမို့ခလုတ်လည်းရှိရနှိမ့်မယ်ဒါပေမဲ့တကြိုးတွေပြတ်နေရင်လည်းမလဲမို့လင်းတယ်ဆိုတာပညာကိုပြောတာလေခလုတ်ကတတိကိုပြောတာလေနှိမ့်တယ်ဆိုတာဝိရိယကိုပြောတာလေဒါမြင့်တကြိုးရပါဆိုတော့တကြိုးဆိုတာတရားတရားကိုပြောတာလေအရင်ဉာဏ်ကြီးတဲ့ဆရာကြီးလို့ပြောရမှာနော်ယုံကြည်မှုတရားတရားဆိုတာဟောဒီတရားချမ်းသာတွေနဲ့ဆက်သွယ်ပေးထားတယ်ဆိုတဲ့သဘောမျိုးပြောတာယုံကြည်မှုမရှိရင်မအောင်လို့ဟုတ်တယ်မဟုတ်လားဗျာ ဒါကြောင့်ယုံကြည်မှုရှိကြတယ်ဒကာမတို့ဥယျာဉ်တို့ဒီလောက်ကိုလုံရင်ချမ်းသာမယ်လို့ယုံကြည်